်မင်္ဂလာပါရှင်ဘာမခိတိတရင်ဌာနဤဒီဇင်ဘာလ10ရက်နေ့စိတ်ဝင်စားဖွယ်ထိတ်တန့်ရောက်တဲ့တရင်များကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့မြန်မာစစ်တပ်ရွေးကောက်ပွဲကိုအတိမတ်မပြုဟုဆိုခဲ့သောထိုင်းနိုင်ငံသားဤဝန်ကြီးကရွေးကောက်ပွဲမှာတစဉ်နိုင်ငံရေးအသွင်ကူးပြောင်းမှုဖြစ်စေရန်မျှော်လင့်ဟုဆိုပြန်တဲ့ဆွေးနွေးတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မြန်မာစစ်တပ်ရွေးကောက်ပွဲမှာလွတ်လပ်မှုနှင့်ယုံကြည်စရာကောင်းသောရွေးကောက်ပွဲမဟုတ်၍အတိအမတ်မပြုဟုဆိုခဲ့သောထိုင်းနိုင်ငံသားယူဝင်ကြီးမစ္စတာစီဟာဆက် ဖူအန်ကစ်ကေဟူကရွေးကောက်ပွဲမှာတက်စင်နိုင်ငံသားရေးအသွင်ကူးပြောင်းမှုဖြစ်စေရန်မျှော်လင့်ကြောင်းထပ်မံပြောဆိုပြန်ပါတယ်။ရှမန်နီနေပြည်တော်သို့သွားရောက်၍အကြံဖတ်မရောက်လိုက်အကြံဖတ်ညိုစော အပါဝင် အကြံဖတ်စစ်တပ်ခေါင်းဆောင်ပိုင်းနှင့်တွေ့ဆုံပြီးနောက်နိုင်ငံသားရေးဝန်ကြီးဌာနကရင်ကဲသို့သတင်းထုတ်ပြန်လာခြင်းဖြစ်ပါတယ်။ထိုင်းနိုင်ငံသားရေးဝန်ကြီးစီဟက်ဆက်ဖူအန်ကစ်ကေဟူက လာမယ့်မြန်မာနိုင်ငံ၏ရွေးကောက်ပွဲသည်ပုံမူကျပြန်သည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏တစိမ့်တစ်ပိုင်းအဖြစ်နိုင်ငံရေးအသွင်ကူးပြောင်းမှုတစ်ရက်ဖြစ်လာရန်မျှော်လင့်သည်ဟုအကြံဖတ်စေကောင်းဆောင်များထံသို့ဂရင်းစကားပါခဲ့ကြောင်းသိရပါသည်ထိုင်းနိုင်ငံသားဤဝင်ကြီးဌာန၏ထုတ်ပြန်ချက်တွင်အင်းနီချင်းနှစ်နိုင်ငံအကြားခိုင်မာသောချစ်ချည်ရင်းနှီးမှုကိုပြန်လည်အတည်ပြုခဲ့ကြပြီးဘုံစိန်ခေါ်မှုများကိုကိုက်တွဲဖြည့်ရှင်းရာတွင်ဖူပေါင်းဆောင်ရွက်မှုမြင့်တင်ရန်သဘောတူညီခဲ့ကြောင်း ထိုင်းမြန်မာနယ်စပ်ဒေသများအတွင်ရင်းချမ်းရင်းနှင့်ဖွံ့ဖြိုးတိုးတက်မှုကိုမြင်တွေ့လိုသည်ဟုနှစ်ဖက်စလုံးအပြန်အလှန်ဖော်ပြခဲ့ကြပြီးနေဆက်အနီစစ်စစ်ရေးများကြောင့်ဒေသလူထုအပေါ်တက်ရောက်မှုများရှောင်ရှားနိုင်ရန်အထူးသတိထားဆောင်ရွက်ရန်သဘောတူညီခဲ့ကြောင်းသိရပါသည်။ရှင်ပြင်းနှစ်ဖက်စလုံးကမူရစ်စေဘွားနှင့်အွန်လိုင်းကြားဖြန့်လိမ်လည်မှုများကိုတိုက်ဖြတ်ရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်သဘောတူခဲ့ကြကြောင်း ဒီဇင်ဘာ18ရက်နေ့မှ18ရက်နေ့အထိထိုင်းနိုင်ငံကအိရှန်အဖြစ်လက်ခံကျင်းပမယ့်အွန်လိုင်းမှလိမ့်လည်မှုများတံပြန်ရေးကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာညီလာခံတို့မြန်မာနိုင်ငံမှကိုယ်စားလှယ်တက်ရောက်နိုင်ရေးထိုင်းနိုင်ငံဂျာယီဝင်ကြီးကအကြံဖတ်မြန်မာစစ်တပ်ကိုဖိတ်ကြားခဲ့သည်ဟုသိရပါတယ်မြန်မာစစ်တပ်ကလာမယ့်ဒီဇင်ဘာလတွင်ရွှေကောက်ပွဲများကျင်းပရန်စီစဉ်ထားတော်လည်း၎င်းရွှေကောက်ပွဲများကိုနိုင်ငံတကာအတိုင်းဝိုင်းကလိမ်လည်မှုအဖြစ်ဖြစ်တင်ဝေဖန်ထားပါတယ်။ဆက်လက်ပြီးရခိုင်စစ်မျက်နှာတစ်စီတစ်စောင်းစေအိုစုသည်တအောင်နှစ်ကိုကန့်ကဲ့သို့ ဘုံကျဲလျင်တရုတ်ချောင်းဝင်ခိုင်းပြီးမျိုးများပြန်ရနိုင်သည်ဆိုသောပြုဟာဖြင့်ရခိုင်တွင်လည်းအလားတူစစ်ရေးအရှိန်မြင့်တင်လာနေသည်ဟုသိရသည်။ဆေးအုပ်စုလက်အောက်ခံတပ်မ7မှအင်အား900ခန့်ရှိအကြမ်းဖက်တများသည့်ကြောက်ဖြူတို့ရောက်ရှိလာကြသည်ဟုစီရီယံဗိုလ်ကြီးစင်ရော်အားကိုကာ၍ DVB သတင်းတွင်ဖော်ပြထားသည်။အရကတက်တော်သည်နိုဝင်ဘာ၁၀ရက်နေ့ကလက်လွတ်ခဲ့ရသောချောက်ဖြူအနီးရှိဆိုင်ချောင်း၁၀ကိုပြန်လည်သိမ်းယူနိုင်ခဲ့သည်။ထို့ပြင်မင်းပြင်ရွာအနီးရှိမိုးလေဝသစက္ကန့်ပတ်ဝန်းကျင်ရှိစစ်တပ်၏အထိုင်စက္ကန့်ငယ်များကိုလည်းရရှိသွားခဲ့သည်။ ကြောက်ဖြူတိုက်ပွဲများအတွင်းစေအိုစုဘက်မှအကြဆုံးများစွာရှိနေသည့်သတင်းဗီဒီယိုဖိုင်များလည်းလူမှုကွန်ရက်စာမျက်နှာများတွင်ထွေလာရသည်စေအိုစုလက်အောက်ခံတပ်များသည်ကြောက်ဖြူမြို့နယ်အပြင်ဘက် -20 ဝန်းကျင်အထိဖြန့်ကျက်ထားသည်ဟုလည်းသိရသည်၎င်းတို့သည်စစ်တွေနှင့်ကြောက်ဖြူမြို့နယ်အတွင်းရှိချေးရွာအုပ်စု82အုပ်စုတွင်ရွေးကောက်ပွဲမလုပ်နိုင်တော့လေဂွာအန်တန်တွင်တောင်ကုန်းအထိဒီဇင်ဘာ28မတိုင်မီပြန်သိမ်းနိုင်ရန်ကြံရွယ်လျက်ရှိသည်ဆိုသည့်သတင်းကရေစရာဟာတာပြက်လုံးတစ်ခုလိုဖြစ်နေသည် ဟိုကြီးစင်ရောကအာရကတက်တော်သည်အယဝတီဘကိုမကွေးရှိ၎င်းတို့တပ်များကိုပြန်ခေါ်ရဖို့ရှိနေသည်ဟုဆိုသည်ရခိုင်ပြည်နယ်တွင်စစ်တွေကြောက်ဖြူမျိုးပေါ်ရက်ွက်များနှင့်မန်အောင်တမျိုးနယ်လုံးတွင်သာရွေးကောက်ပွဲလုပ်နိုင်တော်မူဖြစ်သည်ဒေသအခြေစိုက်သတင်းဌာနကမန်အောင်ကျုံးပေါ်ရှိမဲယုံလုံးကျုံရင်တာဝန်ယူထားရသောခလာရ34မှပိုကြီးအဆင့်ရှိသူတအူတနက်ပစ်ခံရ၍တေဆုံးသွားသည်ဟုဆိုသည်ရွှေကောက်ပွဲအပြီးလွတ်တော်ခေါ်ယူသည့်အသည့်ဖြစ်လာကား ထိုင်းကုန်နေရယူရဖို့ဖြစ်လာပြီးအစိတ်သားတဲ့တွင်ပါဖို့စေအုပ်စုအရာရှိများတုထက်ငါလက်ထိုးကြတော့မည်လည်းဖြစ်သည်အပြင်တွင်ရှိနေကတေမင်းကအချိန်မရွေးလျက်ခေါ်နိုင်သည့်အနေအထားဖြစ်လာနေသည်မင်းအောင်လိုင်းကလည်းဒီမိုကရေစီထွန်းကားပြီးတိုင်းသားလက်နက်ကိုင်အဖွဲ့များမရှိသည့်အချိန်မှသာလွတ်တော်၌စစ်တပ်ပါဝင်နေမှုအားအစဉ်စဉ်လျှော့ချသွားနိုင်ပြီဖြစ်ကြောင်းဂျမန်နေတွင်ပြည်ဦးလွင်မှစစ်ဘက်အရာရှိများနှင့်တွေ့ဆုံစဉ်ပြောကြားသွားသည်ဆိုလိုသည်ကစစ်တပ်ဆိုသည်ရှိနေတဲ့၍တတ်တက်လုံးလွတ်တော်တဲ့ဝင်ထိုင်နေကြမိသဘောပင်ဖြစ်သည် ၎င်းတို့သဘောမတူမချင်းတိုင်းပြည်အတွက်လိုအပ်မဲ့မြည်သည့်ဥပဒေများပြဋ္ဌာန်းခွင့်မရဖြစ်နေသည့်2008ဖွဲ့စည်းပုံအောက်ကပြုလုပ်မဲ့ရွေးကောက်ပွဲဆိုတာကြီးအာကောင်းသည့်စိုးသည့်တခွန်းတပါတာမှဝေဖန်ခွင့်မရှိဘဲအတည်အကျပ်မဲလာထည့်ခိုင်းနေသည်မှာအနိုင်ကျင့်ရာကြလွန်လာသည်မတို့လက်ထဲတနက်ရှိတိုင်းလှုပ်ချင်ရလှုပ်နေတဲ့ကဲ့သို့ဖြစ်နေသည်ဘာမဆိုလှုပ်ရဲသည့်အထဲတွင်တရုတ်အားလူသိရှင်ကြားဒူးထောက်ပြန်ဝင်မလေးဆိုသည့်အချက်လေးပေါဝင်နေသည်မှာလဲအံ့ဩစရာတော့မဟုတ်ပင် ၎င်းတို့အုပ်စုတက်ဆိုးရှေ့စီရဲ့အတွက်ဒေါအောင်ဆန်းစုကြည်အားလက်နက်အားကိုဖြင့်နိုင်ငံရေးမျက်နှာစာမှဖေထုတ်ရန်ကြိုးပမ်းမှုသည်စစ်ကောင်စီအဖို့မရည်ရွယ်ပဲနှင့်သူမထက်ပို၍ချောက်မှတ်ဖွဲ့ကောင်းသည့်အင်အားစုကြီးပေါ်ထွန်းလာအောင်ဖန်တီးပေးလိုက်သလိုဖြစ်သွားခဲ့ရပြီဟုဒေးဗစ်မတ်တီဆန်ကတခါကထောက်ပြခဲ့မှုပေသည်ပြည်သူတို့ဤတရားတော်စစ်မုတ်ချအောင်ရမည်ဆလပင်ရွှေကောက်ပွဲကျင်းပမည်ဟုကြေညာထားသည့်မြို့နယ်၂၀၂ခုအနက် ရက်ကြီး၃00နာရီပါတွင်မကျင်းပနိုင်တော့ကြောင်းစစ်ကော်မရှင်ဝန်ခံတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စစ်ကော်မရှင်လက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC သည်၎င်းတို့အစီအစဉ်ချင်းပမိရွေးကောက်ပွဲအပိုင်း1နှစ်နှစ်အတွက်ကြေညာထားသည့်မြို့နယ်ပိုင်း202မြို့နယ်အနက်ရန်ကုန်တိုင်းနှင့်နေပြည်တော်မှလွှဲ၍ကြံသေးသားများရှိရဲကွက်နှင့်ခြေပါအုပ်စုစုစုပေါင်း2932ခုတွင်ရွေးကောက်ပွဲများကျင်းပနိုင်ခြင်းမရှိတော့ကြောင်းဒီဇင်ဘာ9ရက်နေ့ကဝန်ခံထုတ်ပြန်ခဲ့ပါသည် အာနာသိန်းစစ်ကော်မရှင်က2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့တွင်အပိုင်းတင်မြို့နယ်တရနှစ်ခုနှင့်2026ခုနှစ်ဇန်နဝါရီ17ရက်နေ့တွင်အပိုင်းနှင့်မြို့နယ်100ခုစုစုပေါင်းမြို့နယ်200ခုတွင်ရွှေကောက်ပွဲကျင်းပရန်စီစဉ်ထားခြင်းဖြစ်ပါသည်။သို့သောလုံခြုံရေးအခြေအနေအရလွတ်လပ်ပြီးတရားမျှတသောရွှေကောက်ပွဲကျင်းပရန်အခြေအနေမရှိသဖြင့်နေမြများစွာကိုဖယ်ရှားလိုက်ခြင်းဖြစ်ကြောင်း UEC ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။ ယူအီစီထုတ်ပြန်ချက်အရကျင်းပနိုင်ခြင်းမရှိတော့သည့်နေပြည်စုစုပေါင်း2932ခုအနက်ရက်ကွက်162ခုနှင့်ကြီးရွာအုပ်စု2980ခုပါဝင်ပြီး၎င်းတို့သည်တိုင်းနယ်ပြည်နယ်73ခုတွင်အများဆုံးအခြေဆိုင်လျက်ရှိပါသည်စစ်ကော်မရှင်၏ရွေးကောက်ပွဲမကျင်းပနိုင်သည့်ရက်ကွက်နှင့်ကြီးရွာအုပ်စုအများဆုံးပါဝင်သောဒေသများမှာစကိုင်းတိုင်း902ခုမကွေးတိုင်း689ခုမန္တလေးတိုင်း236ခုနဲ့ရှမ်းပြည်နယ်212ခုတို့ဖြစ်ပါသည် ထို့ပြင်ပဲခူး198ခု၊ကရင်156ခု၊မွန်140ခု၊ကချင်း106ခု၊ချင်း86ခု၊တနင်္သာရီ83ခု၊ရခိုင်82ခု၊ကရင်နီကရ52ခုနဲ့အရာဝတီလေးခုတို့တွင်လည်းရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ကြောင်းသိရပါဗျ။ရန်ကုန်နှင့်နေပြည်တော်တွင်မူရခိုင်နှုန်းဖြင့်ကျင်းပနိုင်မည်ဟု UEC ကဖော်ပြထားပါဗျ။ ။လာမယ့်ဒီဇင်ဘာ28ရက်နေ့တွင်စစ်ကော်မရှင်၏ရွေးကောက်ပွဲအပိုင်း1ပြုလုပ်ပြီးမြို့နယ်တရား2မြို့နယ်တွင်ရက်ကွက်ချင်းရွာအုပ်စုစုစုပေါင်း1438ခုတွင်ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ကြောင်းသိရပါသည်။ရှခိုင်ပြည်နယ်ကြောက်ဖြူနှင့်စစ်တွေမြို့နယ်မှာရက်ကွက်ကျေးရွာအုပ်စု82ခုတို့တွင်ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ပေ။အလားတူ2026ခုနှစ်ဇန်နဝါရီတွင်ရွေးကောက်ပွဲအပိုင်း1ပြုလုပ်ရန်စီစဉ်နေသောမြို့နယ်တရအတွင်းရှိ ရက်ကွက်ကျေးရွာအုပ်စုစုစုပေါင်း1493ခုနိုင်လင်ကျင်းပနိုင်ခြင်းမရှိတော့ဟု UEC ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်စစ်ကော်မရှင်ကရက်ကွက်ကျေးရွာအုပ်စု3000နီးပါးတွင်၎င်းတို့ရွေးကောက်ပွဲအတူကိုပြုလုပ်နိုင်ခြင်းမရှိတော့ပေဖေရှားလိုက်ခြင်းသည်နိုင်ငံ၏ထက်ဝက်ကျော်သောဒေသများတွင်လုံခြုံရေးထိန်ချုပ်နိုင်မှုမရှိတော့ကြောင်းတရားဝင်ဝင်ခန့်လိုက်ခြင်းဖြစ်ပြီး၎င်းတို့၏ရွေးကောက်ပွဲများအပေါ်ပြည်သူလူထုနှင့်နိုင်ငံတကာကစန့်ကျင်ကန့်ကွက်လျက်ရှိပါသည် တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မောတောင်တွင်ဒေါ်လန်ရီတက်များသိမ်းပိုက်လိုက်သောမောတောင်မြို့ကိုပြန်လည်သိမ်းယူရန်ကံယူရန်တိုင်းမှုဗိုလ်ချုပ်ကျော်ကျော်ဟန်ကိုနေပြည်တော်စစ်ရုံးကဖိအားပေးထားပြီးမြို့ကိုပြန်လည်သိမ်းပိုက်နိုင်ခြင်းမရှိပါကတိုင်းမှုရာထူးမှအဖြုတ်ခံရမည်ဖြစ်ကြောင်းနေပြည်တော်စစ်ဖက်တရင်ရင်းမြစ်နှင့် CDM ဗိုလ်ကြီးစင်ရော်ကသတင်းဌာနကိုပြောကြားပါရယ်နိုဝင်ဘာလ14ရက်နေ့တွင် KNL ဦးဆောင်သောဒေါ်လန်ရီတက်များကတနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်သောမောတောင်မြို့ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တုံးမဲ43ဦးနဲ့လက်နက်ခရဲအများအပြားကိုထော်လန့်ရေးထံများကသိရှိရရှိခဲ့ခြင်းဖြစ်ပါတယ်။မော်တော်မျိုးသိမ်းပိုက်ခံရပြီးနောက်စစ်ရေးအတွက်အဓိကတာဝန်ရှိသောကံယူရန်တိုင်းမှုဘူကျုပ်ကျော်ကျော်ဟန်ကိုနေပြည်တော်စစ်ရုံးကထုချေလွှာတင်ပြခိုင်းပြီးမော်တော်မျိုးကိုချက်ချင်းပြန်လည်သိမ်းယူနိုင်ရန်ဆောင်ရွက်ရန်စေခိုင်းထားကြောင်းအကယ်၍မော်တော်မျိုးကိုပြန်လည်သိမ်းယူနိုင်ခြင်းမရှိပါကတိုင်းမှုရုံးမှအဖြုတ်ခံရမည်ဖြစ်ကြောင်းဩဂုတ်လ25ရက်နေ့တနင်္လာရီတိုင်း ပုတ်ပြင်းမျိုးအခြေဆိုင်အမတ်ဆက်သုံးစစ်စင်ရေးကုတ်ကဲမှုဌာနချုပ်မှဒုတိယစက္ကခမှုဘုံမူကြီးမျိုးတန် KNLE တိုက်ခိုက်မှုကြောင့်တေဆုံးစင်ကလည်းခံယူရန်တိုင်းမှုဗိုလ်ချုပ်ကျော်ကျော်ဟန်မှထူချေလွာတင်ပြခဲ့ရကြောင်းထို့ပြင်မေလ9ရက်နေ့ကလည်းထိုင်းမြန်မာနယ်စပ်ရှိတီခီဖြူဟာကိုစစ်တပ်ကလက်လွတ်ခဲ့ရပြီး KNL ကသိမ်းပိုက်ခဲ့ကြောင်းသိရပါတယ်။